မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်းဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားတန်တော်ပါမကန္နာစေဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာယေရှုတော်အဖင်ကျွန်တော်နဲ့တူနှုတ်ခတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး73အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ငါသည်လူပါတာစကားကို၎င်းကောင်းကင်တမန်ပါတာစကားကို၎င်း ်ပြောနိုင်တော့လဲမေတ္တာမရှိလင်အတံမြီသော တပိုးခရာကဲ့သို့၎င်းတီးတံကိုသာ ပေးတတ်သောလင်းကွင်းကဲ့သို့၎င်းဖြစ်၏ဒီကျမ်းစာမှာရှင်ပေါလုကချစ်ချင်းမေတ္တာရဲ့အကြောင်းကိုအဓိကထားပြီးဖော်ပြတာတွေ့ရပါလိမ့်မယ်အခန်းကြီး73တခုလုံးကိုဖတ်ရင်မေတ္တာအကြောင်းဖြစ်ပါတယ်ဒါ့ပြင်မဲ့ဒီနေရာမှာကျွန်တော်စဉ်းစားမိတာက စုဂျေဇူးဘလောက်ပဲရှိရှိမေတ္တာမရှိရင်အတံမီတဲ့ တဘိုးခရာလိုတီးတံကိုသာပေးတတ်သောလင်းကွင်းလိုပဲတံပိုးမရှိဘူးဆိုတာကိုသူကဖော်ပြပါတယ်အနှစ်သာရမရှိဘူးလို့ဒီလိုပဲနားလည်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာအရေးအချင်းနဲ့အနှစ်သာရဆိုတာကိုကွဲကွဲပြားပြားနားလည်ဖို့လိုပါတယ်လူတစ်ယောက်ကသူ့ရဲ့လှုပ်ဆောင်တိုင်းစွန့်ရည်ဒါကိုကြည့်ပြီးမှလူတစ်ယောက်ရဲ့အရေးအချင်းကိုသတ်မှတ်ပါတယ်ဒါပေမဲ့အနှစ်သာရကြတော့ မေတ္တာပါမပါနဲ့သတ်မှတ်ပါတယ်တချို့လူတွေက အရေးချင်းရှိကြပါတယ်ငကိုပါရမီအခမ်းကိုကကောင်းတယ်ဝိညာဉ်စုကျေးဇူးပါရထားမယ်ဆိုရင်အင်မတန် တော်တဲ့သူတွေဖြစ်လာမှာပဲဖြစ်ပါတယ်သို့တော်လည်းပဲလူတွေက တော်တဲ့သူတွေထက်သူတို့ကို နားလေပေးနိုင်မဲ့သူသူတို့ကိုမေတ္တာပြနိုင်မဲ့သူကိုသာမျော်လင့်ကြတယ်ဆိုတာကိုသိဖို့လိုပါတယ်အကယ်၍များချစ်ချင်းမေတ္တာလည်းရှိမယ် အရေးချင်းလဲရှိမယ်ဆိုရင်တော့သူ့ရဲ့အရေးချင်းတွေက လူသားတွေအတွက်အများကြီးအကျိုးဖြစ်မှာဖြစ်ပါတယ်။တချို့တွေကအရေးချင်းရှိတယ်ဒါပေမဲ့မေတ္တာမရှိဘူး။ဒါကြောင့်မလို့မေတ္တာမဲ့နေတဲ့လူတယောက်ရဲ့အရေးချင်းကပြည့်ပြည့်စုံတဲ့လူသားတွေကိုအကျိုးပြုတဲ့အရာမဖြစ်နိုင်ဘူးဆိုတာကိုသိဖို့လိုပါတယ်။ဥပမာဆိုပါစို့ဇာဝင်တယောက်ကလူနာတွေကို ကုတဲ့အခါမှာအယံတော်ပေမဲ့လေငွေရဖို့လောက်တာမျောလင့်နေတယ်ဆိုရင်တော့ သူဟာသူ့ရဲ့ပညာအားဖြင့်လူတိုင်းအတွက်အကျိုးဖြစ်စေမှာမဟုတ်ပါဘူး။သူပတ်ဆံမရဘူးဆိုရင်တော့လူတွေကိုသူဘလို့နည်းနဲ့မှကုပေးမှာမဟုတ်ပါဘူး။ထိုးနည်း၎င်းမှာပဲလူတယောက်မှာမေတ္တာရှိတယ်။အဲ့ဒီမေတ္တာနဲ့လူတွေကိုကူညီခြင်းပေမဲ့ကို့မှာအရေးချင်းလည်းမရှိငွေကြေးဒဏ္ဍအင်အားလည်းမရှိဘူးဆိုရင်လည်းခတ်ပါတယ်။ဒါကြောင့်မလို့အရေးချင်းနဲ့မေတ္တာနဲ့ပေါင်းဆက်ထားမယ်ဆိုရင်တော့ ဲ့ဒီလူတယောက်ရဲ့အသက်တာကအခြားသောသူတွေအတွက်များစွာအကျိုးဖြစ်မှာအသေးချာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အရေးချင်းကိုကောင်းစွာထိန်းချောင်းပဲ့ပြင် နိုင်တာကတော့ချစ်ချင်းမြတ်တာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်ရဲ့အသက်တာမှာချစ်ချင်းမြတ်တာအင်မတန်လိုအပ်ပါတယ်။ဘသူ့ကိုမဆိုချစ်နိုင်ဖို့လိုပါတယ်။ရန်သူကိုလည်းချစ်နိုင်ဖို့လိုပါတယ်။ဒါမှသာလျှင် ကျွန်တော်ရဲ့အသက်တာမှာဒီချစ်ချင်းမြတ်တာအားဖြင့် ခြားသောသူတွေအပေါ်မှာကောင်းကြီးမင်္ဂလာဖြစ်စေတဲ့သူဖြစ်မှာဖြစ်တယ်လို့နားလည်စေချင်ပါတယ်ဒီလိုဆိုလို့ရှိရင်ယုံကြည်သူတယောက်ရဲ့အသက်တာမှာကိုချင်းတရားကို ကောင်းမွန်စေသောမေတ္တာလိုသလိုထူးချွန်တဲ့အရေးချင်းရှိဖို့တန်ရှင်သောဝိညာဉ်တော်ရဲ့ဆုကျေးဇူးလိုပါတယ်ဝိညာဉ်အလုပ်တွေကိုလုပ်တဲ့အခါဘုရားသားသမီးတယောက် အနေနဲ့လောကမှာအလင်းလင်းတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ရဲ့ဆုကျေးဇူးရဲ့ချစ်ချင်းမေတ္တာအားဖြင့် တိဆောက်သောအသက်တာရဲ့လိုအပ်ပါတယ်။အဲ့နှစ်ခုပေါင်းဆက်ထားမယ်ဆိုရင်တော့အင်မတန်ကောင်းတဲ့ဘုံတော်ထင်ရှားတဲ့အသက်တာဧကံမုတ်ချဖြစ်မှာဖြစ်တယ်လို့တိုက်တွန်းပါတယ်။ဖျာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျာကိုရုကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုကိုရှင်ဖွင့်ပြသွန်းသင်၍စကားပြောတော်မူပါ။ကိုရရဲ့အလိလာအကြံစီတော်ထဲမှာကျွန်တော်တို့ကိုရှင်းတန်းစေပါ။ဘုံကြီးချင်းကွန်ပျူတာအလုံးစုံကိုကိုရအားပေးပါတယ်။ ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲကိုရီးယားလက်တော်ရှိပြီးဆက်လက်ပုံသွင်းပြုပြင်လေဖြစ်ချင်းမြတ်တာ၌တိဆောက်သောအသက်တာဖြစ်စေသလိုဝိညာဉ်စုဂျေစုနဲ့လည်းပြည့်ဝစေပါဂျေစုကြီးတယ်လို့ဝန်ခံ၍တဏိတာလုံးကိုဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်